သူငယ်တွေအကုန်လုံးအသက်ခံရတာတွေးတောင်မချောက်သေးဘူးလို့ပြောချင်ပါတယ်ဗျာနော်ဝစ်ဆိုတာဘဝမကူလဲတတ်တယ်အပြစ်မဲ့ပြည်သူတွေမင်းတို့တတ်ခဲ့တာတွေအများကြီးအပြစ်မဲ့ရဟန်းတန်ဃာတွေမင်းတို့တတ်ခဲ့တာတွေအများကြီးတွေးမချောက်သေးဘူးလို့ပေါက်ကိုတော်ကနေမှပြောချင်ပါတယ်နော်ဝစ်ဆိုတာကနောက်ဘဝမှာမဟုတ်တချို့ဝစ်ကြီးမားလို့ရှိရင်နောက်ဘဝမှာဒီဘဝမှာလည်းချက်ချင်းဝစ်လိုက်တတ်တယ်လို့ပြောချင်ပါတယ်နော်မကြမီလာမီမျောလို့ပဲဥစဉ်ရတော့ပြောချင်ပါတယ်ဒါဥစဉ်ကဟိုပါပေါ့နော်လူတွေတာကိုဝမ်းသာလို့ပြောနေတာမဟုတ်ပါဘူးဗျာနော်ဒီမြန်မာနိုင်ငံကြီးအေဂျင့်မို့ငင်းချမ်းမို့ဆိုရင်တော့အကျန်းဖက်လေးရှိတဲ့နေရာကိုရှင်းလင်းရမှာကတက်မတော်ရဲ့အလုပ်ဆိုတာကိုပောက်ကိုတော်ကလည်းပြောချင် အားလုံးပဲမင်္ဂလာပါဒီကနေမှတော့နောင်ကျိုးစင်ကူးဘက်တွေမှာစစ်တပ်ကပုံးကျဲသည့်အပေါ်ပောက်ကူတော်ကကြိုးဆိုလိုက်ပြီးမကြမီမျော်လို့ပြောလိုက်ပါပြီနောင်ချိုနှင့်စင်ကူးတွင် အသက်မပြည့်သေးသည့်ကလေးငယ်၁၂ဦးအပါအဝင်ပြည်သူ၃၈ဦးတေဆုံးစေခဲ့သော စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနိုင်ငံတကာကအရေးယူရန် UNG ကတိုက်တွန်းလိုက်ပါတယ် နောင်ချိုနှင့်စင်ကူးတွင်အသက်မပြည့်သေးသည့်ကလေးငယ်ဆယ်တဦးအပါဝင်ပြည်သူ၃၈ဦးတေဆုံးစေခဲ့သောစစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနိုင်ငံတကာကအရေးယူရန်အမျိုးသားညီညွတ်ရေးအစိုးရ UNG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကယနေ့တိုက်တွန်းပြောဆိုသည် မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်အုပ်စုကိုနိုင်ငံတကာလူ့အခွင့်အရေးယန္တရားများနဲ့နိုင်ငံတကာတရားစီရင်မှုယန္တရားများမှအမြန်ဆုံးထိရောက်စွာအရေးယူဆောင်ရွက်ပေးကြပါရန်လူ့အခွင့်အရေးနှင့်ကလေးတငယ်ဆိုင်ရာခွင့်အရေးများကိုကျိုးပန်းလှုပ်ဆောင်နေသောနိုင်ငံများကို UNG ကတိုက်တွန်းသည်။ဒီလိုဒီမင်္ဂလာနဲ့ခင်ဗျာဒီနေ့က18ရက်ဒေါ်လာပါ2025ဖြစ်ပါလေဗျာ။ဒီနေ့ကျမ်းမာရေးကလက်ဆောင်ရင်းနဲ့ပြည်သူများကိုအမှန်တရားလေးတွေချကြကြကြလို့ဗျာနော်။ဒီနေ့ဒီရက်ထဲမှာ ဒီကတော့နှစ်ရက်လောက်က15ရက်နေလောက်ကထဲနေဦးစင်းမင်းကွင်းနဲ့ပတ်သက်ပြီးမှဦးစင်းပြောခဲ့တယ်ကျောင်းသူကျောင်းသားတွေကိုပီရီယက်တည်စီပေါ့နော်အဲ့တော့ကျောင်းသူကျောင်းသားတွေကတော့အေးစစ်စစ်နဲ့ဒီမကောက်ကိုဆရာတော်ဦးရတူတို့ဟေးဟိုကဂျုံမှုဒီကပါလုံးပေါ့နော်ဂျုံစုမှုတန်လျက်ချင်းတန်လျက်ချင်းဖြစ်ရှင်းသွားတော့ရရှိပြီးလို့လာခဲ့ပြီပေါ့နော်ကျောင်းသူကျောင်းသားတွေအားလုံးကတော့ဒါစကိုင်းမျိုးပေါ်ထိရောက်သွားပြီအဲ့မှာဆရာတော်တို့ကဂျုံတဲ့ခါမှာကာကြောကြီးကိုပြောတယ်ကာကြောကြီးတလို့တလို့ခက်ခဲနေရှိနေပေါ့ကာကြောကြီးတိပါစေပေါ့ဆရာတော်အနေနဲ့ကမင်းကွင်းနဲ့စကိုင်းဆိုတာကဘယ်တော့မှမဝင်ဘူးဒါပဲနဲ့မင်းကွင်းကနေ နော်မော်တော်နဲ့မန္တလေးဘက်ကလာမန္တလေးဘက်ကနေစကိုင်းကိုပြန်သွားကားတိုင်းနဲ့တော့ဒီလိုဖြစ်နေတာပေါ့နော်ဒီလိုဖြစ်နေတာဒါဆိုဆရာတော်ကသိစေချင်တာပေါ့နော်သိစေချင်တဲ့ကြောင့်မင်းခွဲဆိုတာကတော့ဒါသာရဏအနေနဲ့ပဲဗျာနော်ခုလိုဦးစင်းတို့ PDF တွေဖုံးမှုတဲ့ PDF တွေကြီးဆိုတာတော့တကယ်ကိုစင်မကောင်းဘူးဒီတက်မတော်နဲ့ဗတ္တဆာရဲဆိုကြီးဆိုတာကလည်းရဲကလည်းရဲစခန်းတော့ပဲအပြင်းမထွက်ရဲဘူးဟိုကလည်းမြတ်ဒိန်တန်လောက်ပဲနော်ဒါမင်းကတော့စစ်ကြောင်းအင်အားထိုးတာနှစ်ရက်ရှိလက်မှတ်လောက်ပါပဲရှိသေးရောကြာနော်ဒါလည်းသူတို့ ဒီညီမတိတ်ပြီးမဖိုးဖောက်နိုင်လို့မကြောက်ဘူးဘက်ကအင်းက200ရှိအောင်ကြားတယ်အင်းက200ရှိအောင်ကြားတယ်ဒါဘက်ကဒါအဲ့တော့ PDF ဒီရောဗဒတိပြောချင်တာကဒီတာရဏအနေမိဒါကနိကအစာဦးနေနေရာတွေကနေဝဲခွဲဆိုတာဘာတန်သာတာမှလွှတ်ထားမဟုတ်ဘာပစ္စည်းမှလည်းထွက်ထားမဟုတ်ပေါ့နော်အော်တာရဏထောက်တဲ့ပစ္စည်းထွက်တဲ့နေရာလောက်ပဲမင်းတို့သွားလို့ပဲဦးစင်းကတော့ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မင်းခွဲမှာဆက်နေမယ်ဆိုရင်မင်းတို့ရဲ့မင်းတို့ရဲ့ဟောပေါ့နော်တလန်းက မရှိဘူးတန်းတန်းတူမှာပဲရှိတာတန်းတန်းတူမှာပဲရှိတာမင်းတို့တက်ကအများမရှိဘူးအရှုံးမရှိမှာပထမဆုံးပြည်သူနဲ့နာမယ်ပြည်သူနဲ့နာပြီးဒါလည်းဒါလည်းနိကာစာအုပ်တွေမင်းတို့ဒါနဲ့ပြည့်စည်မယ်အဆရာဆရာတော်ကြီးရဲ့စိတ်မကတိကောင်ဖြစ်မယ်စိတ်မချမ်းသာဖြစ်မယ်အဲ့တော့ဆရာတော်ကြီးရဲ့စိတ်မချမ်းသာမှုဖြစ်တယ်ဆရာတော်ကြီးရဲ့စိတ်ကတိကောင်ဖြစ်တယ်ဆိုလို့ရှိရင်တော့အဲ့တော့ဘု து မှာလေမင်းတို့မှာအပြစ်ပဲမင်းတို့မှာအပြစ်ပဲအေးစိစိဖြစ်နေတဲ့မင်းကွန်းကိုမင်းတို့ကစုပူးပြလုပ်တဲ့အကြမ်းဖက်ပြီးရွာတွေရွာသားတွေအကုန်လုံးမကလုံးနိုင်ငံကြီးပြည်လူကနေအောင်လုပ်တယ်ဖြစ်လာတဲ့ပြဿနာမင်းတို့အကြမ်းဖက် PDF တွေပဲဒါနော်ဟုတ်ပြီဒုတိယအချက်ကသင်ကူးလက်ပံဘုံကျဲတယ် ဘုံကျဲတော့ဒါတော့ထုံးစံအတိုင်းပါပဲအာပြည်သူတွေကိုမဟာလားဘုံကျဲတဲ့ပြည်သူတွေကိုလုတ်တဲ့ပြည်သူကလေးပဲလျောက်ထိတယ်ထိတယ်ထိလဲပြည်ရဲကလေးပဲထိမှာပေါ့ပြည်ရဲကမွေးဖက်စင်ကုမှာတကယ်ရှိတဲ့တချို့လုပ်ငန်းတွေရွှေလုပ်ငန်းပိုင်ရှင်တွေတကယ်တချို့လူတွေဒီတစ်ချိန်ကတတ်မတော်နဲ့ဥပကောင်းတာတော့မဟုတ်တတ်မတော်ခွင့်ပေးကြရတယ်ရှိမယ်ဟိုဆိုအကုန်လုံးပေါ့ဗျာနော်အဲ့လိုအများစုကတော့အကုန်လုံးအိုးအေးအကုန်လုံးပေါ့ဗျာအကုန်လုံးပြစ်ပြီးမှာအကုန်လုံးနော်ဒီလိုရတာတချို့စင်ကုမှာရှိတဲ့လူတွေရောလက်ပံမှာရှိတဲ့လူတွေရောအကုန်လုံးဒီ ချားနေဝါရပြည်သူတွေကတော့ဆွေကူးမှတယောက်မှမရှိဘူးဒီစစ်စစ်နေရဒီအကြက်ဘက်ကိုထောက်ပံ့နေအကြက်ဘက်ကိုအားပေးတယ်အကြက်ဘက်ကိုဝိုင်းရံနေတဲ့ဒီကမြအကြက်ဘက်အားပေးတယ်ပဲဒါကတော့လက်ပံမှာရှိမှာပဲလက်ပံမှာရှိမှာပဲအဲ့တော့အဲ့ဒီအကြက်ဘက်ကိုအားပေးနေတဲ့သူတွေကိုပြောချင်တယ်နော်ခင်ဗျားတို့ရွှေတွေရတယ်ခင်ဗျားတို့ရွှေတွေလုတ်တယ်ခင်ဗျားတို့ကတယောက်တော့ဝင်လုံနေရစပါဦးစင်းတို့တည်တယ် PDF ကိုလည်းခင်ဗျားတို့ကဆက်ကြည့်ပေးရတယ် PNN ကိုလည်းဆက်ကြည့်ပေးရတယ် KNN ကိုလည်းဆက်ကြည့်ပေးရတယ်ခင်ဗျားတို့အကုန်လုံးပေးနေရတာเนาะခင်ဗျားတို့ရတာရတာနဲ့ပေးရတယ်တော့မကအောင်ညီညွတ်ရနေကြားနေရတာเนาะ အဲ့တော့ဘုံကျဲပြီဆိုမှကျမတို့ထိပါလေကျွန်တော်တို့ပြည်သူတွေကိုထိပါလေဆိုဖေလေကောက်ထွက်အောင်ဟုတ်ဟောလေအပိုပဲအပိုပဲနော်အဲ့တော့ပြည်သူများကိုပြောချင်တာကလက်ပံမာကပြည်သူထိတာထက်ပြည်သူတို့ဥစဉ်တို့ကတတ်မှတ်လို့မရပါဘူးညာနော်ပြည်သူတို့တကယ်စစ်မှန်တဲ့ပြည်သူတွေငင်းချမှုကိုလိုလာတဲ့ပြည်သူတွေမြန်မာနိုင်ငံကြီးရဲ့အေးချမ်းမှုကိုလိုလာတဲ့ပြည်သူတွေအေးဆေးဆင်းနေတဲ့ပြည်သူတွေကလက်ပံမာလည်းမရှိဘူးစင်ကူးမှလည်းမရှိပါဘူးညာနော်မရှိပါဘူးဒါမန္တလေးလိုနေရာနေရာတွေမှာအကုန်လုံးဆစ်ရှောင်နေရတာ အခုလိုတပ်မတော်တွေကဂျက်ဖက်ရှိတဲ့နေရာတွေကိုဘုံတွေကျဲတယ်ဂျက်ဖက်ရှိတဲ့နေရာတွေကိုရှင်းလင်းတယ်ဆိုတာကလည်းဒီလိုတွေရဲ့လိုအပ်ချက်ဒီလိုတွေရဲ့တောင်းတမှုကြောင့်လောက်ရတာပါရှစ်လျှောက်ဒီချက်ဆိုးအောင်မယ်လို့ဦးစင်းကတော့ပြောချင်တယ်။ဘာကြောင့်ဒီလျှောက်ဒီချက်ဆိုးအောင်မယ်လဲဆိုရင်ရှင်းလင်းစရာရှိဒီဦးစင်းတို့ရုရှားနှီးပညာတွေကနှီးပညာတွေနဲ့ဘယ်နေရာမှာဘယ်နေရာမှာရှိရလဲ။နောက်ခုကပြည်သူကပေးတဲ့တည်င်းကိုပဲတပ်မတော်ကလုပ်နေရတာ။နော်ပြည်သူကပေးတဲ့တည်င်းဒီအဲ့ထက်ပြည်သူကဒီနေရာဒီနေရာအတိအကျဒီနေရာမှာဂျက်ဖက်တွေရှိတဲ့ဒီနေရာမှာရှိတယ်ဆိုတာကိုပဲလုပ်နေရတာ။မင်းကဦးစင်းတို့ပေါက်တောင်ပိုင်းမှာဆိုလို့ရှိရင်ထိုနည်းတူသွားပဲ။ဘောရတိုင်းမူကြီးနမကနော်တိုင်မူကြီးတာတရင်ချက်ချင်းရတာနဲ့ ။ဦးဇင်းတို့တက်ကုန်းရဲ့ခုပဲတောင်ပဲမှာပေါ့နော်။ဒါ PDF တွေစူးစိနေတယ် PDF တွေစူးဝေးနေတဲ့နေရာကိုတိတိကျကျချပါလေ။ဒါတိဆုံးမှုကတော့ဘယ်လောက်ရှိလဲဆိုတော့ဦးဇင်းတို့မသိရဘူး။သူတို့တော့မသိဘူးပြောမှာ။မသိဘူးပြောမှာမသိဘူးပြောမှာနော်။ခုတစ်စဲမှာလဲသူတို့ဒီဦးဇင်းတို့တက်မတော်ဘက်ကကြာလာပဲ။တက်မတော်ဘက်ကဒီလူစစ်တွေထိခိုက်တာနင်းနာတာဒီချိုတရားလောက်ပဲသူကချကြတာ။ဟုတ်တစ်စဲတို့ပဲတို့မှာဒီ PDF တွေ40လောက်သေးတယ်ဟိုဘက်မှာဦးဇင်းတို့ဆင်ခုဘက်မှာဆွေးခုလက်ပံမှာ30ကျော်လောက်သေးတယ်။ဒါတွေသူတို့ချတော့ပြအောင်။ဆောက်မပြအောင်။ ခိတ်တယ်လည်းခိတ်တယ်ကလည်းချမပြဘူးပြပြတယ်ဘယ်သူမှချမပြဘူးခွက်ခေါက်တွေကလည်းချမပြဘူးဒါတွေချမပြဘူးသူတို့ကဒါချပြလို့မရဘူးသူတို့ကချပြလိုက်ရင် PDF တွေကစိတ်လိုက်ကြမယ်စိတ်လိုက်ကြလို့ရေသူတို့တွေကစားဖို့ကပိတ်သွားပြီအဆင်မပြေဘူးအဲ့တော့သူတို့တွေက PDF တွေဒီမှာချချဒီမှာဆိုချပြတော့ဒါတွေက PDF တွေပဲတည်တယ် ်ပီဒီအက်တွေပဲတဘောပေါက်တယ်ပီဒီအက်တွေကိုယ်တိုင်ကလည်းငါတို့ကအကြောင်းပြပြီးဒီကောင်တွေခွက်ခောက်ပြေးပြေးတောင်းစားနေတာပါလားငါတို့ကအစင်ပြေးနေတာပါလားသူတို့ကကြည်လွရတယ်ငါတို့ကိုမြှောက်ပေးနေတာပါလားဆိုတာတချို့ပီဒီအက်တွေလည်းအကုန်တိတာပဲအကုန်နားလေတာအကုန်တဘောပေါက်တယ်အဲ့တော့တိတိကြီးနဲ့နားလေရတဲ့မိုက်တယ်ဆိုရင်တော့သူကနွားထက်ဆိုးမှာပဲလို့ဦးစင်းကတော့ပြောချင်တယ်နော်အဲ့တော့ရှေ့ရှာဦးစင်းတို့တပိတ်ချင်းဟိုဘက်တွေပါတိတိကျကျခိုင်ခိုင်လုံလုံနဲ့ဒါခုဆိုလို့ရှိရင်ဦးစင်းတို့ကင်းတောက်တွေပါတောင်မှလှုပ်ဆောင်နေလှုပ်ဆောင်နေပြီးတော့ဦးစင်းတို့ကြားရရတယ်ကြားရရတဲ့အခါအဲ့ကကြမှာဟုတ်လားဆက်ပြီးဖင်းလေးကောက်ထွေအောင်အော်ဟုတ်လားပြင်ထားလို့ပြောချင်ပါတယ်နော် ဘာလို့လဲဆိုတော့ဝစ်ဆိုတာဘောကမကူတမတော်ရဲ့မိသားစုလေးတမတော်ရဲ့ဆွေမျိုးအတိုင်းဝိုင်းနေဟိုကျန်းခိုင်ရဲ့ဆွေမျိုးအတိုင်းဝိုင်းနေကျန်းခိုင်ရဲ့ထောက်ခိုင်နဲ့လူကျန်းခိုင်ရဲ့ဝိုင်းရိုင်နဲ့လူလေးကလေးတူငယ်တွေအကုန်လုံးအသက်ခံရတာတွေးတော်မချောက်သေးဘူးလို့ပြောချင်ပါတယ်ဗျာနော်ဝစ်ဆိုတာဘောကမကူလဲတတ်တယ်အပြစ်မဲ့ပြည်သူတွေမင်းတို့တတ်ခဲ့တာတွေအများကြီးအပြစ်မဲ့ရဟန်းတန်ငါတွေမင်းတို့တတ်ခဲ့တာတွေအများကြီးတွေးမချောက်သေးဘူးလို့ပောက်ကိုတော်ကနေမှပြောချင်ပါတယ်နော်ဝစ်ဆိုတာကနောက်ဘဝမှာမဟုတ်တချို့ဝစ်ကြီးမားလို့ရှိရင်နောက်ဘဝမှာဒီဘဝမှာလည်းချက်ချင်းဝစ်လိုက်တတ်တယ်လို့ပြောချင်ပါတယ်နော်မကြမီလာမီမျောလို့ပဲဥစဉ်ရတော့ပြောချင်ပါတယ်ဒါဥစဉ်ကဟိုဟာပေါ့နော်လူတွေတာကိုဝမ်းသာလို့ပြောနေတာမဟုတ်ပါဘူးကြယ်နော် ဒီမြန်မာနိုင်ငံကြီးအေးချမ်းမှုငြိမ်းချမ်းမှုဆိုရင်တော့အကျန့်ဖက်တည်းရှိတဲ့နေရာကိုရှင်းလင်းရမှာကတက်မတော်ရဲ့အလုပ်ဆိုတာကိုပောက်ကိုတော်ကလည်းပြောချင်ပါတယ်အဲ့တော့တက်မတော်နဲ့ပြည်သူပြည်သူနဲ့တက်မတော်သူ့ပေါင်းမှာလို့ငြိမ်းချမ်းမှုကိုလိုလားရင်အေးချမ်းချမ်းနေခြင်းနဲ့ပြည်သူတွေတက်မတော်နဲ့ပြည်သူပြည်သူနဲ့တက်မတော်ကိုပူးပေါင်းဆောင်ရွက်ကြပါလို့ပောက်ကိုတော်အနေနဲ့ပြောချင်ပါတယ်အားလုံးတော်ပါပဲဗျာ